အားလုံးပဲမင်္ဂလာပါကောင်းမွန်တော့ကျွန်တော်မနေ့ခင်းလေးဖြစ်ပါစီလို့ဒီနေရာကနေပြီးတော့စုံမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့မနေ့ညကလို့ပြောမှာဒါဒီနေ့မနေ့အစောပိုင်းလို့ပြောမှာလားကျွန်တော်တို့ဒါ Manchester City အသင်းနဲ့ Wolves အသင်းတို့ရဲ့ကျွန်တော်တို့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့တယ်။အဲ့တော့ဒါကျွန်တော်မင်းကြားကဒါကျွန်တော်အိမ်မပြောရဲတော့ကျွန်တော်ဒီပွဲကိုဒါဖွင့်ပြီးတော့အပြည့်အဝကျွန်တော်ကြည့်ဖြစ်ခဲ့ရလို့ပဲဆိုရမယ့်တယ်မှာပါတယ်ဘောနော်။အဲ့တော့ကျွန်တော်ဒီနေ့လည်းဒါခီးသွားမှာဖြစ်ပေမဲ့ဒါကျွန်တော်ဒီပွဲကိုတော့ကျွန်တော်ဒါကြည့်ဖြစ်ခဲ့တယ်ကံကောင်းသွားနေပဲဘောနော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တလုံးနဲ့ပြောရမယ်ဆိုရင်တော့ဒါပုံမှန်လင်းလင်းပြောရမယ်ဆိုအာမနာတန်းပြောရမယ် City အသင်းကံကောင်းတယ်ပဲပြောမလား။ဒီနေ့ပွဲစမှာဒါတစ်ဖက်ကဒါကျွန်တော်တို့ Hoover တန်တင်းတဲ့တိုင်ထိတဲ့လုံးတွေကဒါကျွန်တော်တို့မှတ်မဲ့ရတာကျွန်တော်တို့ ဘာဘာလဲကျွန်တော်တယောက်တည်းဆွဲပြေးပြီးကြာဂိုသမရှေ့ရဖြတ်ပြီးတော့တကောင်ချော်လဲသွားတဲ့လုံတွေရောပြောမယ်ဆိုတော့ဒါဒီနေ့ပေါ်စမှာ CD အသင်းနေနေတော်တော်လေးကိုဒါကျွန်တော်တို့ကန်ကောင်းတယ်လို့ပြောလို့ရတဲ့တစ်ချက်တော့တွေ့ရမယ်အဲ့တော့ဒီနေ့ပေါ်စမှာ CD အသင်းကိုယ်တိုင်လည်းအပိုင်ခွင့်ရေးတချို့ရရှိခဲ့တာမှန်ပေမဲ့ ဒီပေါ်မှာဟုတ်အသေးနေနဲ့တော်တော်လေးကိုရလာပိုင်းရတော်တော်နှမျောဖို့ကောင်းတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်စမှာဒါ City အသေးနေနဲ့တိုက်ဆက်ပိုင်းအားဖြည့်တာကျွန်တော် Kevin De Bruyne ရဲ့တလုံးတဲသောတွင်ကူနဲ့အနိုင်ယူခဲ့တယ်ဒီနေ့ပေါ်စမှာဒါကျွန်တော် City အသေးအတွက်တော်တော်လေးကိုအရေးပါတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးအဲ့တော့ City အသေးနဲ့လက်ရှိဒီနေ့နိုင်ပွဲကတော့လက်ရှိဒါကျွန်တော်ရမှတ်64မှတ်နဲ့အတူဒါကျွန်တော်တို့အဆင့်3နေရာမှာနေရာတစ်နေရာကောင်းကောင်းကြီးဆွဲကုပ်သွားနိုင်ခဲ့ဖြစ်တယ်ဒီနေ့နိုင်ပွဲက Chelsea ဆို City အသေးရဲ့ဒါကျွန်တော်တို့ဥရောပဘွားကျွန်တော် Champions League ဝင်ခွင့် ွက်အရေးပါတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့စီးသင်းတဲ့လက်ရှိဒါချန်နဲ့ပွဲတင်မှာဒါပွဲချောင်တွေလာတဖြည်းဖြည်းများလာခဲ့ပြီးလို့ဆိုလို့ရမှာတော့ပါတယ်။လာမယ့်ရသက်တပတ်မှာဆိုမန်ချစ်စတာစီးဒီအသင်းနဲ့တန်းစင်းသွားပြီးဖြစ်ပြီးလက်ရှိမှာပရီးမီးယားလိမှာအခြေအနေတော်တော်လေးကိုဆိုးနေတဲ့ဆောက်သက်တန်နဲ့တွေ့ဆုံရမှာဖြစ်ပြီးတော့စီးသင်းတဲ့လက်ရှိမှာတော့အခြေအနေတော်တော်လေးကိုကောင်းနေတယ်လို့ပဲဆိုလို့ရမှာတော့ပါတယ်။ဒါပြင်စီးသင်းတဲ့အစစ်နစ်ကအာစနိုအသင်းနဲ့တူတာသုံးမှတ်ပဲကွာတော့ပြီးတော့အောက်ကအသင်းတွေကိုလက်ရှိမှာတဖြည်းဖြည်းနဲ့အမှတ်ဖြတ်သွားနိုင်ခဲ့တာကိုတဖြည်းဖြည်းနဲ့တွေ့ရမှာတဲ့မှာပါတယ်ပေါ့နော်။အဲ့တော့စီးသင်းတဲ့ဒီနေ့ င်နိုင်ဘွယ်ကသူတို့အတွက်ကထင်တာတဲ့အများကြီးအများကြီးရေးပါခဲ့တယ်။ဟူဝသင်းဘက်ကစိတ်မကောင်းစရာကသူတို့နယ်6ပွဲဆက်နိုင်ဘွယ်ကိုဒီနေ့ပွဲစမှာပဲရပ်တန့်ခဲ့တယ်။ဒီနေ့ပွဲစမှာဒါသူတို့အနေနဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့တဖက်ကတော့ကျွန်တော်အသင်းနေစတင်ပြီးပြန်နိုင်ခဲ့မယ်ဆိုရင်သူတို့အသင်းကိုကြော်သွားဖို့ပြန်ပြီးရောများသွားအဲ့တော့ဟူဗသင်းနဲ့ဒါတော်တော်လေးကိုစိတ်မကောင်းဖြစ်စရာဖြစ်တဲ့က6ပွဲဆက်နိုင်ထားခဲ့ပေမဲ့လက်ရှိမှာ United ကဒါကျွန်တော် Brentford ကိုနိုင်ခဲ့မယ် Everton က Ipswich ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါဟူဗသင်းနဲ့နင်းထိုင်ရင် assist 15လောက်ထိ ပြန်လည်ပြီးတော့ဆင်းပေးရမှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုတနာဘူးတော့ကောင်းတဲ့အနေထားတစ်ခုရောက်သွားခဲ့တယ်။အဲ့တော့ဒါကျွန်တော်ဒါ6ပွဲဆက်နိုင်ပြီမဲ့ဒါကျွန်တော်တို့အနေနဲ့ဒါရက်လက်ပိုင်းအပြည့်ပြန်ကြည့်မယ်တော့တပွဲလောက်ရှုံးလိုက်တာနဲ့ကိုအခက်မသိအဆင့်55 16လောက်ပြန်ဆင်းသွားဘူးအတွက်အခြေအနေဒီကိုတွေ့ရမယ်တဲ့မှာပါတယ်ဗောနော်။အဲ့တော့ဒီနေ့ပွဲစမှာဒါဘလူးတွေဘလူးဖြစ်သွားလဲ။အဲ့တော့ဒီနေ့ပွဲစမှာဒါ Manchester City အသင်းကတော့ရှင်းပါတယ်။ line up ရဆိုရင်တော့ဒါကျွန်တော် Manchester City အသင်းနဲ့ဒါကျွန်တော်တို့ရှိတဲ့ line up ကိုပဲအဓိကထားပြီးထုတ်သွားတယ်။ Pep Guardiola နဲ့ဒီနေ့ပွဲစမှာလည်းသူစစပုံစံမျိုးလုပ်ခဲ့တာမဟုတ်ဘူးမဲ့တကယ်နဲ့ in game မှာရည်ရတာက ကသူ့အနေနဲ့အိုမမာမုစကိုအခုချိန်ထိသူဘယ်နှထားရမယ်မသိသေးဘူးလို့မြင်တယ်ဒီနေ့ပေါ်သမားဒါကျွန်တော်ကြည့်တယ်အိုမမာမုစကိုသူ right wing မှာထားကြည့်တယ်ဒါ shape ဘွဲတွေမှာ left wing မှာထားကြည့်တယ် center forward မှာထားကြည့်တယ် striker မှာထားကြည့်တယ်အဲ့တော့လက်ရှိမှာဒါအိုမမာမုစအနေနဲ့ဒါဆိုရင် ဒီအခုချိန်ထိပေါ့နော်ဒါကျွန်တော်တို့နေရာတည်ကြမရသေးတော့ရီဖို့ကောင်းနေတော့မှပါတယ်။ဟိုမမမိုးရှင်နဲ့ဒါကျွန်တော်တို့ front i front front back မှာတော့ကဒါကျွန်တော်သူ့အနေနဲ့ center forward ဆက်ဆက် striker ဆက်ဆက်ပြောချင်တာ Hugo Attack နဲ့ဒါကျွန်တော်နှစ်ယောက်တွဲပြီးဆော့တဲ့ပုံစံမျိုးတွေတွေ့ရမယ်။ဒီတစ်ခါမှာဒါကျွန်တော်နီးပြကမာမွတ်ကိုဒါကျွန်တော်တို့တောင်းမန်ပုံစံမျိုးဒါကျွန်တော် wing ကနေ CF ကိုပြန်ပြီးတော့ rotate တဲ့ပုံစံမျိုးကိုအဓိကသုံးတာတွေတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ခုနပြောလို့ပဲဒါတစ်ဖက်ကဟူးဝသင်းနဲ့အပိုင်လုံးတွေရခဲ့မှမသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ဒါ City သင်းရဲ့ခံစက်ကတော့လက်ရှိမှာဒါ goal မပေးနိုင် goal မပေးတဲ့ ့ခံစစ်တစ်ခုနဲ့ဆက်လက်ပြီးသွားခဲ့တယ်။တပ်ပစ္စည်းတွေတင်တဲ့ခုနောက်ပိုင်းပွဲစဉ်မှာနိုင်ပွဲတွေပြန်ဆက်လာတယ်လို့ပြောလို့ရတယ်။အခုလက်ရှိဒါစီးတီးတင်တဲ့ဒီနေ့နိုင်ပွဲကတော့ကျွန်တော်ပရီးမီးယားလီဂ်မှာ၄ပွဲဆက်နိုင်ပွဲတစ်ခုဖြစ်လာခဲ့ပြီးတော့တော်တော်လေးကို record အရကောင်းလာခဲ့တယ်လို့ဆိုလို့ရမယ်တမပါ။အဲ့တော့ဒါကျွန်တော်တို့ Pep Guardiola ရဲ့ဒါကျွန်တော်ဒီဇင်ဘာပြီးရင်ကောင်းတဲ့ပရီးမီးယားလီဂ်မှာဒါ record ကလက်ရှိမှာပြန်လည်ပြီးအသက်ဝင်လာခဲ့ပြီးဖြစ်ပြီးတော့ဒါပေမဲ့နည်းနည်းတော့နောက်ကျသွားတယ်လို့ဆိုလို့ရမယ်တမပါ။အခုချိန်မှာဒါ City ပရိသတ်နဲ့သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိအခြေအနေတွေအရလာမယ့်ဒါကျွန်တော်တို့ပွဲစဉ်တွေမှာ Arsenal ကိုတောင် ¿Cuánto ကြော်နိုင်မယ်ဆိုပြီးတော့ confidence ရှိတဲ့ဒီတွားတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒါကတော့ဝေးပါသေးတယ်လို့မြင်တယ်လက်ရှိအချိန်အထိတော့ကျွန်တော်အမြင်အရကျွန်တော်တူဦးတယောက်တည်းအမြင်အရဆိုရင်တော့စတီသင့်နေတာကျွန်တော်အာစနယ်ကိုကြော်ဖို့မကြော်ဘူးဆိုတာတဲ့ Champion League ဝင်ခွင့်ကိုတည်ကြဖို့အတွက်လိုအပ်မယ်တဲ့မှာပါတယ်အစီအစီသင့်နေလက်ရှိဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆိုရင်တော့တိုက်စစ်ပိုင်းတချို့နေရာလူအပ်တည်တယ်ဒါကျွန်တော်အများအားပြောလို့ပဲဒါဒီနေ့ပွဲစဉ်မှာ Jeremy Doku စုကနေပြီးတော့ M Protect ဒီတစ်ဖြည်းဖြည်းနဲ့ပြန်တွေ့လာခဲ့ရဒီနေ့ပွဲစဉ်မှာသူ့ရဲ့ဒါကျွန်တော် ကောက်မှုက10ဒါကျွန်တော်တို့တွင်ကိုရသွားခဲ့တယ်ပေါ့နော်ဒါသူ့နဲ့နောက်တန်းဒါကျွန်တော်နှစ်ယောက် ကိုကြော်ပြီးတော့ကျွန်တော်ကွင်းလေကိုပြန်ထုတ်ပေးတဲ့ဘောလုံးကို Kevin De Bruyne အနေနဲ့ AACC အဆုံးသတ်ပြခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ Kevin De Bruyne အနေနဲ့လက်ဖြစ်မှာဒါကျွန်တော်တို့ Manchester City အသင်းကနေထွက်မဲ့အချိန်ကနေတပြေးပြေးနဲ့အခုချိန်ထိဒါကျွန်တော်တို့ အသေးမှသူဒီဘလောက်ထိဆက်ပြီးတော့အေးပါကြောင်ဆက်လက်ပြီးတော့ပြတ်သားနေခဲ့တဲ့ပွဲစဉ်ဒီလိုပြောလို့ရတယ်အဲ့တော့ကေဗင်ဒဘရိုင်းနာအနေနဲ့ငါအသက်ကြီးမပြတ်စည်းသေးဘူးဆိုဆက်လက်ပြီးပြတ်သားနေခဲ့တယ်လက်ရှိတရတော့မဟုတ်လေဒါကေဗင်ဒဘရိုင်းနာပြောတာပေါ့နော်ဒါပရီးမီးယားလိလို level ပြီးမှသူစော့နိုင်သေးတယ်သူအနေနဲ့ဒါကျွန်တော်ပြောင်းမယ်ဆိုတော့ပရီးမီးယားလိလို club တစ်ခုကိုထပ်ပြီးတော့ပြောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူစီကနေခဏခဏတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့မြေတိုးပင်စိုစီကမူပေါ့နော်ဒါကျွန်တော် Manchester City အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကတကယ်တဲ့ record ပိုင်းရတကယ်တဲ့ဒါကျွန်တော်ခြေစွမ်းပိုင်းရပြန်ကြည့်မယ်ဆိုရင်တော့ လိုအပ်ချက်လေးတွေတော့ရှိသေးတယ်ခုနပေါ်လို့ပဲခံစစ်မှုဆိုဒီနေ့ပုံစံမှာဒါကျွန်တော်ခံရုပ်တဲ့ကြည့်မှာဒီနေ့ပုံစံကဝူဖအသင်းကဒါကျွန်တော်စီးတီးအသင်းကခံစစ်ကိုမထိုးဖောက်နိုင်ဘူးလို့ထင်ခဲ့ပေမဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်ကွက်ဘွာသာရဲ့မန်ချက်စတီးကဒါကျွန်တော်တို့ကျွန်တော်မြင်ကြည့်တာပေါ့နော် offside ထွက်တွေတောက်လျှောက်လို့တယ်ဒါကျွန်တော်လူကျွန်တော်ကြောက်တွေတောက်လျှောက်ဖမ်းပေမဲ့ဝူဖအသင်းရဲ့ဒါကျွန်တော်ကစားသမားတွေတော်တော်များများဒါလူကျွန်တော်ကြောက်တွေကိုကြော်ပြတယ်ဒါမက်သူးဝက်ခေါ်နာဒါမွန်တီစီဒါကျွန်တော်တို့ဒါဘယ်လာဂါရီဒီသုံးအလုံးဒါကျွန်တော်လူကျွန်တော်ကြောက်တွေကိုတွေ့ရတယ်ကြော်တဲ့တယ်မှာပါတယ်ဒါပေမဲ့အပိုင်လုံးတွေကိုကျွန်တော်တိုင်ထိတာနဲ့ဒါဘယ်လာဂါရီတင်တယ်ဒါ လာကာဒီကျတော့မမဲရတစ်ဖက်ကမွန်တီစီပေးလိုက်တဲ့ဘောလုံးကိုဘဲလာကာဒီလုံးဝအသုံးမချနိုင်ရတော်တော်လေးကိုနှမျောဖို့ကကျွန်တော်ဂူးပြီးတောင်ထင်တာခင်ဗျာပေါ့ဆိုကျွန်တော်ပေးလိုက်တဲ့ဘောလုံးကလည်းကောင်းတယ်တော်တော်လေး white ကလည်းကောင်းတဲ့အချိန်မှာတစ်ဖက်ကဆွဲပြေးသွားပြီကျွန်တော်ပြီးပြီပေါ့ဆိုအဲ့ဒါကအဲ့ဒါဆက်လက်မမှီဘူးဒီလိုပြန်ပြီး white ပြန်ထုတ်လိုက်ချိန်မှာအဲ့ဒါဆက်မမှီဒါပေမဲ့ ဘယ်လာကလေးတွေနဲ့ကျွန်တော်ဒါပြန်လန့်ကန်တဲ့အချိန်မှာသူလုံးဝခြောက်ချော်ပြီးတော့မကိုအောင်အဲ့တော့အဲ့ဒီကိုကိုအောင်မယ်ဆိုတော့ဟူဖသင်းနဲ့ကန်စစ်ပိတ်ပြီးဒါအဲ့ဒီပွဲစဉ်ကိုဆော့လို့ရဒါပေမဲ့လက်ရှိမှာအဲ့ဒီကိုမကိုတော့တော်လေးဆိုတယ်ပြီးတော့ဒါကျွန်တော်အပိုင်လုံးတစ်လုံးနဲ့ဒါကျွန်တော်တိုင်ထိပ်ပြီးပြန်ထွက်လာခဲ့တော့တွေ့ရမယ်တယ်မက်သျော့စ်ခွန်လာတယ်ကအဲ့ဒီလုံးကတော့ကန်သွားတာတွေ့ရမယ်တယ်မှာဘာတော့ဒီနေ့ပုံစံမှာနောက်တစ်ခုနေသဘောကျတာတစ်ခုပြောပါဆိုရင်တော့ဒါကျွန်တော်ကိုဗာစစ်ကင်မတဘိုင်းနာကန်ဂန်ဒူဂန်ရဲ့ကွင်းနဲ့၃ရောက်ဘဲလန့်ပေါ့နော်ဂန်ဒူဂန်နဲ့ဒါကျွန်တော်တိုက်စစ်ပိုင်းကိုအဲ့လောက်ထိမတက်နိုင်ခဲ့ပေမဲ့ဒါကျွန်တော်ကိုဗာစစ်ဂန်ဒူဂန်ကန်ဗက်တဘိုင်းနာ ပါကွဲ့ရ3ယောက်ကဘယ်နဲ့ဆရာမဆိုးလို့ပြောလေဒါပေမဲ့စီတီတင်းเนี่ยဒီနေ့ပွဲစမှာအမှန်တိုင်းပြောရမဆိုရင်ရွှေဘလူမခန်းစားရပြန်ဘူးလို့ပြောရမယ်အဲ့တော့ဒီနေ့ပွဲစမှာ9တော့9သွားတယ်အာအခုခါဒါဒီလိုမျိုးပွဲစမှာဒီလိုမျိုးခန်းစားဘူးလို့ခန်းစားဆိုဟာဒီပွဲမှာဒါစီတီတင်းကဒါဘယ်လိုမျိုး လုတ်ပြမလဲဆိုတဲ့ဒါကျွန်တော်တို့ခန်းစားချက်ဒါနိုင်သွားခဲ့မောင်းငါတို့တင်ရ၄ခုလောက်တွင်းလာရမှာဆိုတဲ့ခန်းစားချက်ဆိုတော့အော်ငါတို့တင်ရကန်ကောင်းလို့တည်မကြပါလားဆိုတဲ့ feeling နဲ့ပွဲပြီးသွားခဲ့အဲ့တော့ဒါကောင်းဘက်ကပြန်ကြည့်မယ်ဆိုရင် CD တင်တယ်အခုလက်ရှိမှာဒါကျွန်တော် Champion League ဝင်ခွင့်ကတေချာတော့နီးနီးနဲ့တဖြည်းဖြည်းဖြစ်သွားခဲ့ပြီလက်ကျန်ပွဲစဉ်ဒီဒါကန်မဲ့အနေထားမှာဆိုလဲ CD အသင်းနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ပွဲချက်ရှိသေးလားကျွန်တော်ကခုနကလာမဲ့ပွဲစဉ်ကဆောက်တန်းထွက်တဲ့ကြောင့်ဆောက်တန်းကအရန်လွယ်တယ်။အော်လာမဲ့ပွဲစဉ်ကတော့ဒါပွဲချက်ဆိုတဲ့ဥစ္စာကတော့ဒါကျွန်တော်တို့တိတလောက် Crystal Palace အိမ်ကမှသွားကံမဲ့ပွဲတစ်ပွဲရှိမယ်။ဒါဘုံမောင်းနဲ့ ဲ့ဘွဲစင်ကအဲ့လောက်ကြီးတော့မခတ်ဘူးလို့ကျွန်တော်နေမြင်အဲ့တော့ဘယ်လိုပြောလဲလက်ရှိမှာကြံတဲ့ဘွဲစင်၃ဘွဲအချင်းဒီရဆိုရင်တော့ CD အသင်းတွေနဲ့ဒါကျွန်တော်တို့အဲ့ဒါ၃ဘွဲတော့ လေးဘွဲပေါ့နော်လာကျွန်တော်တို့လက်ရှိလေးဘွဲ Crystal Palace က FA Plus Fine ငားလက်ကြောင်းတော်တော်နဲ့ South Tottenham ဘုံမောင်ဖူမန်ဖူဟန်ပေါ့နော်ဒီ၃သင်းမှာဒါအမှန်တိုင်းပြောရမယ်ဆိုဒီ၃သင်းမှာစီးသင်းနဲ့တေချာတကူကကိုမတ်ရနိုင်ခြင်းအများကြီးရှိပါတယ်ပြီးလဲပြီးတော့ဒါကျွန်တော်တို့သူတို့ရဲ့ဒါအိမ်ဝင်းဒါကျွန်တော်တို့ဘုံမောင်နဲ့ကံအမှာဖြစ်တဲ့အတွက်ကြောင့်မို့လားမဆိုးတဲ့အနေထားလို့ကျွန်တော်အနေနဲ့လည်းကျွန်တော်မြင်တဲ့တောင်မှပါတယ်ပေါ့နော်ဘီတိုမင်ဆိုစီကမူဒီဒါဆိုတော့စီးသင်း Champion League ဝင်ဖို့အတွက်တေချာတော့နီးနီးဖြစ်သွားပြီ South Tottenham ကိုသူတို့အနေနဲ့ရှုံးရအကြောင်းမရှိဘုံမောင်ကလည်းသူတို့အနေနဲ့နိုင်သွားခဲ့ပြီအဲ့တော့ဒီလက်ရှိကြံလက်ကြံကိုမတ်မှာ 6မှတ်သုံးဖို့9မှတ်လောက်ရသွားပြီဆိုရင်တော့မှချန်ပီယံလိဂ်ကိုဝင်ဖို့အတွက်ဒါစီးတီးသင်းတည်ကြသွားပြီလို့ကျွန်တော်နေမြင်တယ်အဲ့တော့လက်ကျန်ပွဲ3ပွဲကတော့ဒါစီးတီးသင်းရဲ့ဒါချန်ပီယံလိဂ်အနာဂတ်ကိုဆုံးဖြတ်မယ်လို့ပြောလို့ရပေမဲ့တကယ်တည်းပြန်ကြည့်မယ်ဆိုစီးတီးသင်းနဲ့ချန်ပီယံလိဂ်ဝင်ဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းသွားပြီလို့ပဲကျွန်တော်နေပြောချင်တယ်အဲ့တော့ဒီနေ့ပွဲစမှာဝူဗတ်သင်းအတွက်ပြန်ကြည့်မယ်တော်တော်လေးကို unlucky ပွဲစဉ်ပါဒါ6ပွဲကနေ9ပွဲနိုင်ဖို့အတွက်တာဆူနေခဲ့ပေမဲ့တကယ်တမ်း movement မှာဒီအရည်ကိုအခွင့်အရေးကိုအသုံးမချနိုင်ခဲ့တာဝူဗတ်သင်းအတွက်တော်တော်လေးကိုထိုးနှက်ချက်ပြင်းမာကြီးမားတယ်လို့ပြောရင်းနဲ့ပဲ ကျွန်တော်တော့ကပြပေါင်းဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ DB4E တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။အောက်က comment နေထဲမှာလည်း Youth Sport Media 3 point ဆိုနဲ့ DB4E တို့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ များများလေးလည်းကလက်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth for media 3.0 ਨੇ tv ဘော်ကြီးတဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကိုညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြမလည်းကလက်ဖို့မမေ့ကြပါနဲ့ဦးများများကလက်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါနဲ့ကောင်းမွန်သောမနေ့ကင်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲဒေးပါဗျာ